မင်္ဂလာရှိတဲ့ဇာတ်များတော့တတ်မတော်ချင်းမြတ်လူတတ်မတော်တိုင်းပြည်ကိုအမှန်တကယ်ချင်းမြတ်လို့တဲ့လူတွေတိုင်းပြည်ကိုချင်းမြတ်လို့တဲ့လူတွေအကျန်းဖက်ကိုမလိုလားတဲ့လူတွေတတ်မတော်ချင်းမြတ်နိုးတွေတွေအတွက်ကတော့မင်္ဂလာပဲအကျန်းဖက်တွေကိုထောက်ခံဝိုင်းရံအားပေးတဲ့လူတွေအတွက်ကတော့နားထဲကိုတိုင်ယူဘူးတောင်းထည့်တယ်လို့ပဲခံစားရမှာဖြစ်ပါတယ်ဗျဒီနေ့ဦးဇင်းတို့ပြည်ဦးနယ်အနောင်ချုံမြို့နယ်တဲကအုံမဒီအုံမခါဆိုဦးဇင်းခဏခဏပြောတာပါဗျအားလုံးလည်းကြားမှာဗျတက်ကောအုံမဒီအုံမခါလို့ပေါ့နော်ဒီကနေ့မှာတော့ဦးဇင်းတို့တတ်မတော်ကနေမှာ ကိုတလောကဥစဉ်သွားခဲ့တယ်လို့ပဲဖြစ်တော့ဥစဉ်နဲ့ဒီဘိုက်ဘက်ဆိုကီလိုမီတာ900လောက်တော့กว่าမှာပေါ့နော်ဒီနေ့မှလည်းထုံနီးတူသွားပါပြီကဥစဉ်တို့တိုင်းပြည်ရဲ့တကယ်တွေ့ရကောင်းနေပေါ့ဗျာတိုင်းပြည်ရဲ့တက်မတော်တူရဲကောင်းတက်မတော်ဒါတူရဲကောင်းနေဟာအကုန်လုံးပေါ့ဗျာနိုင်ငံဝန်ထမ်းတူရဲကောင်းနေဟာတိုင်းပြည်ကြီးရင်းချမ်းမို့တိုင်းပြည်ကြီးအေးချမ်းမို့အတွက်ကိုအဲ့ကိုပြန်နာမထားဘဲနဲ့တကယ်ကိုလေးစားစရာကောင်းတဲ့တိုက်ွက်မျိုးနဲ့ PPCC ပေါ်ဆောင်တိုက်ခဲ့ရမှာဥပဒေဥပဒေတဲကော်ဘက်မှာရှိတဲ့ အကျန့်ဖက်တရားအတုံးယုံမဲ့အလောင်းကိုဆွဲအတုံးယုံမဲ့အသေးများပြီးဒိုင်ရန်တန်ချက်တွေများပြီးအလောင်းကိုတောင်မှကုံအောင်မဆွဲနိုင်ပဲနဲ့အလောင်းများနဲ့လက်နဲ့များကိုလည်းကျန်ခဲ့ပါလေဗျာအခုလို့ခင်ဗျားတို့ပေါ့ကိုတော့ပြောတဲ့စကားကိုနားထောင်လိုက်ပြီဟာဖုန်ကြီးကလူဒေတာကိုဝန်တာတယ်ဗာနဲ့ညီတယ်ညာနဲ့ညီတယ်ဗာညာဥစဉ်ကပြောပြီးပြီပဲလူဒေတာကိုဝန်တာလာမဟုတ်ပါဘူးဗျာဒေတာခြေတာကိုဥစဉ်တော့မြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ပါဘူးဗျာနော်ဒေတာခြေတာကိုဥစဉ်တော့မြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ဘူးတို့ဘင်ဒါပေမဲ့ဥစဉ်တော့အနေနဲ့က ဒီအကျန်းဖက်တွေမရှိမှာပဲဒီခင်ဗျားတို့အုံမလီအုံမကတဲကိုအဲ့ဘက်30ဆိုတော့အကုန်လုံးနေရာတွေတကယ်အေးချမ်းတဲ့နေရာတွေနော်တကယ်အေးချမ်းတဲ့နေရာတကယ်ငိမ့်ချမ်းတဲ့နေရာတွေတကယ်စီးပွားရေးလုပ်ကောင်းတဲ့နေရာတွေတကယ်တောင်လူတောလူတောင်သားတွေအကုန်လုံးပေါ့ဗျာတကယ်ရိုးသားပြီးတကယ်အမှန်တကယ်အေးဆေးဆေးနေချင်တဲ့သူတွေဒီဒီရနေပလောင်နေပြည်ဒီရအကျန်းဖက်တွေရောက်မှသာလဲဒီနေရာတွေတောလူတောင်သားတွေအိုးမဲ့အိမ်မဲ့ပြေးလွားနေရတာတွေအများကြီးပါဗျာနော်အများကြီးပါအဲ့တော့ပြည်သူတွေလည်းဒီအကျန်းဖက်ရဲ့ဌာန်ကိုမခံနိုင်တော့ဘူးအဲ့တော့ဦးစင်းတို့ဒါပြည်သူတွေရဲ့အတံမဲ့ဟာအုံးရေဘယ်နေ့ရှင်းနိုင်မလဲဗျာဘယ်နေ့တပြိုတော့ပြန်ရမလဲဗျာဘယ်နေ့နေရမလဲဗျာ ဒကမိုင်းဆိုတိခန်ဆောင်နေ2025မကြော်စရာဘူးခင်ဗျားတို့ခင်ဗျားတို့နေရာကိုအေးဆေးဆေးပြန်ပြန်ရစေရမယ်ဟုတ်လားဥစဉ်လဲအပိစကားပြောတာပေါ့ဗျာအပိစကားပြောတော့တို့လဲတကယ်ဝမ်းတာလေအခုဆိုလို့ရှိရင်ဥစဉ်တော့ Omnium Omega မှာရှိတဲ့တမလို့သားများအဲ့ဒီနာယွာနီ60ဆက်ကျေသူမှန်တယ်များကအပြည့်အဝထောက်ခံဝမ်းရတယ်ဘာဖြစ်လို့ခင်ဗျားဒီဗန်မွေးဆိုလို့ရှိရင်တမလို့ရှိတဲ့အတွက်ကြောင့်ဘယ်အိမ်မှပျက်စီးဘူးဘယ်အိမ်မှမထိခိုက်ဘူးတမလို့မရှိတဲ့နေရာတွေ Omnium Omega တစ်ချိန်ကတို့ပြန်နေဘယ်လောက်နေလဲထက်ပါသွားတယ်အိမ်မှမကောင်းဘူးကိုယ်ပျက်စီးဘူးလေနော် အိမ်နဲ့ပစ္စည်းတွေယူတဲ့အိမ်ကိုမီးရှို့တဲ့ရဆရာမရှိအောင်လက်ခော်ပဲဒီပါလေ။ဘာဖြစ်လို့လဲ။ဒါဒီနေရာတွေအကြမ်းဖက်ဆိုးမိုးတဲ့အတွက်ကြောင့်။ဘာတစ်ခုမှကောင်းတာမကြံခဲ့ဘူး။အဲ့တော့တမန်တော်ရဲ့သူတို့ရဲ့ဂျေဇုတရားကိုကျူရီရတဖြည်းဖြည်းနဲ့တည်တာ။အဲ့တော့အကြမ်းဖက်ကိုမလိုလားတော့ဘူး။အဲ့တော့ဒီနေ့လက်ခော်ဘက်မှာကတော့မင်္ဂလာရှိတဲ့စကားပါပဲကြာနော်။လက်ခော်ရဲ့အထက်ရွာတွေမှာမင်္ဂလာရှိတဲ့တာနော်။မင်္ဂလာရှိတဲ့နော်အလောင်းတွေအတုံးယုံနေပဲဆွဲပြေးပြီးမှနော်အလောင်းတွေလည်းကြံခဲ့တယ်လက်နဲ့တည်းလည်းရလာတကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်ပေါ့ဝမ်းမြောက်ဝမ်းသာသေတာကိုဝမ်းမြောက်ဝမ်းသာဖြစ်တာမဟုတ်ဘူးအဲ့ဒီ တိုင်းပြည်အတွက်ကိုနော်နိုင်ငံတော်ပေးတဲ့လာခံနေပေါ်ပဲဒါထားပါတော့နော်တကယ်တိုင်းပြည်ကိုချစ်တဲ့စိတ်ပေါ့ဗျာတကယ်ငြိမ်းချမ်းမှုကလူလားတဲ့စိတ်နဲ့ခံယူချက်နဲ့ဂျီအိုတွေကိုအေးချမ်းချမ်းနေခြင်းနေစေခြင်းတဲ့စိတ်နဲ့တိုက်တော့ကိုယ့်ဘက်ကတော့ထိခိုက်တန်တခုမှမရှိပါဘူးဒါကတော့ဘာပြောပြောလက်မတော်သားတွေရဲ့စိတ်ဓာတ်ကိုဥစဉ်ကဝမ်းမြောက်ဝမ်းတာဖြစ်တာဖြစ်ပါလိမ့်မယ်နော်တေတာကိုတေလို့ဝမ်းမြောက်ဝမ်းတာဖြစ်တာမဟုတ်ဘူး တမန်တော်ရားရဲ့ခံယူချက်နဲ့စိတ်သက်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းဖြစ်ပါလေဗျ။ဒါကတော့ဩမတိဩမခပဲကမှာအောင်ပွဲရတာကိုဦးဇင်းတို့ကပြောပြခြင်းဖြစ်တယ်။ဦးဇင်းတို့မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြုံနယ်မှာလည်းနမခရဲ့ဂျေဇူးတိုင်မူကြီးရဲ့နော်ဂျေဇူးကြောင့်ပေါ့ဗျာ။ဒီလိုတော့ရင်နန်းနေသွားတယ်ရင်နန်းနေပါတဲ့ခါမှလည်းတစ်ဖက်ခြံရံပြီးမှ300 300ပြီးခြံရံပြီးမှရင်နန်းနေကိုဝမ်းရံပြီးတယ်။ပေါ့မြုံလမ်းမကြီးမှာထောင်ထားတဲ့မိုင်းမြောင်သွားသွားလို့ရှင်းပြီးမထိတတ်အောင်ရှင်းပေးတယ်နော်။အဲ့တော့ပေါ့မြုံပေါ့မြုံနယ်လူနေသားတွေပခုတ်ကူခရိုင်မှာရှိကြတဲ့ပြည်သူပြည်သားနေသားတွေ ခင်ဗျားတို့အတိညာဉ်ဖွင့်ပြတင်ပြီလို့ပြောချင်ပါတယ်ဗျ။ဟုတ်ပြီခင်ဗျားတို့ဒီ PDF တွေအကြမ်းဖက်တွေကိုထောက်ခံလို့ခင်ဗျားတို့ရွာတွေအကြမ်းမှုရှိရလား။ငင်းကြမ်းမှုရောရှိရလား။အားလုံးကထောက်ခံစားတော့ရလား။အဲတော့ခင်ဗျားတို့ကိုဒုက္ခပေးရတတ်မတော်ကလား။ဒီအကြမ်းဖက် PDF တွေကပေးရလားဆိုတော့ကိုယ့်ကိုယ်ကိုခင်ဗျားတို့စဉ်းစားတင်ပြီ။အခုပန်းတို့နဲ့မှရိတ်ခါလိုရတော့ကြောင့်ရိတ်ခါလာဖို့လေဘယ်လိုလာဖို့လဲ။ပန်းတို့ကနေရောရှိတယ်ဆိတ်ရောရှိတယ်အာတပ်ပေါ်ရရင်တိုင်းကြီးနဲ့ကုန်းတိုင်းကြီးနဲ့ကားလုံးတော့ကပ်ဖို့လေဒါကတော့အစိမ့်နေအတွက်ဆိုပြီးသွားပို့တာမို့အနီရောအစိမ့်ရောအတွက်သွားပို့တာ တက်မတော်မှာအနိုင်စိမ့်မရှိဘူးပြည်သူသွားပဲရှိတာပြည်သူလူထုကိုဒီရိတ်ခါရနေကိုတွားဖို့ကြီးဖြစ်တယ်သံတမီးကို9000 6000နဲ့ပြိမဆောင်တက်မတော်ဒီဆိုင်ရိတ်ခါရကိုတွားဖို့ကြီးဖြစ်တယ်ဒါကိုလဲခွားညွန်းနေမှာရှိတဲ့သူတွေတဘောပေါက်တယ်မှာတွေပါနော်တဘောပေါက်တယ်မှာနော်တပိပိုင်းနဲ့ကျုံမဲ့ဗာနဲ့ကျုံမဲ့ဗာနဲ့ညာနဲ့ညာနဲ့ခင်ဗျားတို့ PDF တွေပိုင်းညာတွေကျွဲအဲ့ဒါတွေကခင်ဗျားဆယ်ရက်တော့မပြောပါဘူးအကြံဖက်တွေကလက်နဲ့ရှိလို့ရှိရင်တဘိုးတဲ့သမိုင်းနေအတူတူပဲတမတော်စေချောင်းလာရင်ခင်ဗျကြည့်တိုက်ကြပါလားမလုပ်နိုင်တော့လားတမတော်စေချောင်းကခင်ဗျကလည်းဒီကကံမရပဲရှိသေးတယ်ဟုတ်ရေးပြန်မှမရှိတော့ဘူး ီတာထက်တူอ่ะနော်စမ်းလာပါကြီးကျမ်းလာပါကြီးဆိုပြီးတူပေါ်နိုင်ချင်းတဲ့ကောင်เนี่ยမရှိဘူးပြေးပြီဘယ်ပြေးလို့ဘယ်ပေါ်တော့မသိဘူးတက်မလို့ပြန်တော့ရောက်လာတယ်ကဲပြီတူကအာကိုရမှာပြီတူကာကိုရေးဆိုတဲ့ကောင်တွေကပြီတူအတွက်ဆိုတဲ့ကောင်တွေကပြီတူကတူတူကိုအာကိုရမှာလေတူတူကအရင်ဥအောင်ပြေးနေတာပြီတူအတွက်ဆိုချလေဗျာတူကလည်းပြီတူဟုတ်လားချလေဗျာတက်မလို့ဆေးချောင်းလာတိုက်လေဗျာတိုက်ရဲလားဥအောင်ပြေးတာဥအောင်ပြေးတာသုံးနေအောင်အိနေအောင်မှာဘယ်လောက်စောင့်ကြည့်မကောင်းလားမိုင်းမထောင်းမခဲ့တဲ့ရအဲ့ဒီမိုင်းကပြီတူတွေရဲ့နွားတွေပြိဿံတွေပြီတူတွေပဲထိတာပြီတူတွေပဲထိတာ အဲ့တော့ပေါင်းတို့နယ်မှာရှိကြတဲ့ပခုတ်ကူခံနယ်မှာရှိကြတဲ့ပြည်သူပြည်သားများအားလုံးသဘောပေါက်တယ်မြည်လို့ပေါက်ကူတော့ပြောချင်ပါတယ်ဗျအားလုံးတာပါပဲဗျကွေးတိုင်းငဖဲမြို့နယ်အတွင်းရှိနယ်ရီကန်တာဝါတိုင်းစခန်းကူကတိုက်ခိုက်သိမ်းပိုက်ရခိုင်ရုံးမနှင့်ဆက်ဆက်နေသောမကွေးတိုင်းငဖဲမြို့နယ်ကနယ်ရီကန်စခန်း၏အဓိကကကင်းကုန်းဖြစ်သောတာဝါတိုင်းစခန်းကုန်းကိုအာရခတ်တတော် AA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းစစ်ရေးတရင်ရင်မြစ်ကအတည်ပြုပြောသည် နဲ့ရေကန်စခန်းသိမ်းတိုက်ပွဲကိုအာရခတပ်တော်ရဲ့နှင့်ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်နေပြီးကာကင်းတာဝါတိုင်စခန်းကိုဇွန်လ၄ရက်နေ့ကသိမ်းပိုက်ခဲ့ကြောင်း သိရှိရသည့်ကာကင်းတာဝါတိုင်စခန်းနှင့်နဲ့ရေကန်စခန်းမှာမီတာ၂၀၀၀ခန့်သာဝေးကွာကြောင်းလည်း CDM ဗိုလ်ကြီးစင်ရော်ကပြောသည်အမရလန်ပိုင်းကနေရီကစခန်းရဲ့အဓိကကာကင်းကုန်းပေါ်တော့သူနဲ့လဲမီတာ2000လောက်ပဲဝေးတဲ့ MPT တာဝါတိုင်းကုန်းပေါ် ဒေတာအခေါ်ကတော့တာဝါတိုင်ကုန်းလို့ခေါ်ကြတယ်။ S-CAN ကို AA နဲ့အရှုတက်ဖွဲ့တွေပူးပေါင်းတက်ဖွဲ့တွေကတိမ့်ပိုက်လိုက်ပြီဆိုတာကတော့တကယ်အတည်ပြုလို့ရပါတယ်။မနေ့ကရောဒီနေ့ရောဖော့ကာ၈စီးနဲ့ပဒန်းတက်နေတဲ့ကနေအင်အားဖြည့်ထားတာရှိပါတယ်။ခံမန်းအင်အား150နဲ့200ကျားလို့ကျွန်တော်ကသုံးသပ်ပါတယ်။ပြီးတော့ဒီနေ့မှလည်းရိတ်ခါရင်တန်း၃စီးထက်လွတ်တယ်လို့သတင်းရထားတယ်ဟု ရန်ဘူကြီးစင်ရောကပြောသည်စစ်ကောင်စီကနယ်ရီကန်စခန်းကိုလက်လွတ်လိုက်ရပါကအမ်းမြို့နယ်ကိုပြန်လည်ချီတက်မီလမ်းပေါက်ပိတ်သွားမည်ဖြစ်တယ်လို့တရန်တက်တဲ့အတွက်ပါချင်းချောက်မှုတစ်ခုဖြစ်လာမည်ဟုရန်ဘူကြီးစင်ရောကဆက်လက်သုံးသပ်ထားသည်စစ်ကောင်စီကနယ်ရီကန်စခန်းကိုလက်မလွတ်ရဲဘူးနယ်ရီကန်စခန်းကိုလက်လွတ်လိုက်ပြီဆိုရင်အမ်းကိုသွားမဲ့တကားပေါက်လုံးဝပိတ်သွားပြီးမရတော့ဘူးအဲ့ဒါအပြင်ပရန်တက်နယ်ကိုပါနယ်ရီကန်ကနေပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာနိုင်တယ် တသိမ်မုံရွာလမ်းကိုလည်းစိုးမိုးလာနိုင်တယ်စိုးမိုးထားနိုင်ပြီးတော့စစ်မျက်နှာစာဆိုရင်မင်းမှုမျိုးနယ်တရက်မျိုးနယ်ဟိုဘက်ကအထက်မင်းလာမျိုးနယ်နဲ့စေတုတ္တရာမျိုးနယ်တွေထိစစ်မျက်နှာစာဖွင့်လို့ရသွားမဲ့အနေထားမျိုးပေါ်တော့တော်လန်ရေးတပ်ဖွဲ့တွေကနဲ့ရီကန်ကိုရလိုက်ပြီးဆိုရင်ဗရန်တက်နယ်အတွက်လည်းကောင်းကောင်းမနေရတော့ဘူးဒီနဲ့ရီကန်သာလက်လွတ်လိုက်ရပြီဆိုရင် ပေါ့လေဟုတင်းကဆက်လက်ပြောသည်